ဖဖခင်များအားလုံးမင်္ဂလာပါကလော့ကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီတစ်ပတ်တော့ပြည်မြားလိပွဲစဉ်စနစ်တွေပြန်လဲစတင်တော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေ့မှာတော့ပွဲကြိုသုံးသက်ချက်လေးကိုလုပ်ပြီးတော့မှာဖြစ်ပါတယ်ယူဆုံးနေလဲကျွန်တော်တို့စနေနေ့ည9:00နာရီမှာရှင်ပြိုင်မယ်ကျွန်တော်တို့ဗန်လီသင်းနဲ့ချက်စီသင်းတို့ရဲ့ကျွန်တော်တို့ပွဲကြိုသုံးသက်ချက်လေးပဲဖြစ်ပါတယ်ယူဆုံးနေလဲဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို like subscribe လုပ်ကြတဲ့ညီကိုတွေနဲ့ like subscribe လုပ်ပြီးကူညီပေးတော်လို့ရပါတယ်โอเคအဲ့ဆိုရင်ကျွန်တော်တို့ ဗီဒီယိုလေးကိုစလိုက်ကြအောင်အရင်ဦးဆုံးနေတဲ့ကျွန်တော်တို့ဒီနေ့နဲ့ကျွန်တော်တို့နောက်ဆုံးရှင်ပြိုင်ထားတဲ့ငါးပွဲကိုပြန်လဲကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဲတစ်ဖက်ကကျွန်တော်အင်ရှင်ဖြစ်တဲ့ဘန်လင်ဘန်လင်ကတော့ကျွန်တော်တို့နှစ်ပွဲနိုင်ထားပြီးတော့သူတို့လည်းသုံးပွဲအထိကိုရှုံးနေထားတာကိုကျွန်တော်တွေ့ရမယ်သူတို့ရဲ့အင်ကွင်းကတော့တော်တော်လေးကမှမကြောတဲ့ကျွန်တော်ပုံစံမျိုးလေးတွေကိုတွေ့ရပြီးအထူးသဖြင့်ကျွန်တော်အတင်းကြီးနဲ့စုံတွေ့တဲ့ ခါမျိုးတွေမှာသူတို့ရဲ့အိမ်ခွင်းရဲ့အာသာချက်ရဲ့ပြီးရင်တော့သူတို့ရဲ့နောက်တန်း9ရောက်ပုံစံမျိုးရဲ့ပြီးလို့ဆိုရင်ကျွန်တော်တို့541ပုံစံမျိုးနဲ့သူတို့ရှင်ပြန်ပြီးတော့သူတို့အဓိကခံစစ်ကိုပဲအသားပေးပြီးတော့ကျွန်တော်တို့စောက်သွားတာကိုကျွန်တော်တို့တွေ့ရမယ်အဲတစ်ဖက်ကမှပြန်ကြည့်မယ်ဆိုလို့ဆိုရင်လည်းကျွန်တော်ချက်စီချက်စီတင်းနေတယ်ကျွန်တော်နောက်ဆုံးရှင်ပြန်ထားတဲ့ကျွန်တော်9ပွဲမှာဆိုလို့ဆိုရင်သူတို့အနေနဲ့3ပွဲအထိပဲနိုင်ထားပြီးတော့ကျွန်တော်တပွဲတည်းကြပြီးတော့တပွဲရှုံးနေထားတွေ့ရတဲ့အတွက်ကြောင့်ချက်စီးအနေနဲ့ကျွန်တော်တို့ဒီတစ်ခါအဝေးကမှတော့ရှင်မြန်မဲ့ပွဲတော့သူတို့တက်ကတော့အဲခက်ခဲမဲ့ပွဲတော့ ဖြစ်မယ်လို့တော့ကျွန်တော်အမြင်နဲ့ပါတော့ကြောင့်လဲဆိုရင်ဗန်လီရဲ့တော်တော်လေးဥမာကျွန်တော်ခန်းစစ်ပိတ်ပြီးတော့ကစားတဲ့အတင်းတင်းဖြစ်တယ်ပြီးတော့တို့ရဲ့တစ်ဖက်ကအတင်းရဲ့ကျွန်တော်တို့အမှားကိုစောင့်ပြီးတော့တို့အနေနဲ့ counter transition တွေနဲ့ပဲပြန်ပြီးတော့အသုံးပြုပြီးတော့ကစားသွားတဲ့ပုံစံမျိုးလေးတွေရှိတဲ့အတွက်ကြောင့်တစ်ဖက်ချက်စီးတင်နေလဲကျွန်တော်တို့အဲဒီ တပတ်ကဘန်လီရဲ့ကျွန်တော်တို့ထောင်ရောက်ထဲကိုဝင်မသွားနိုင်ဘူးဝင်မသွားဖို့အရေးကြီးတယ်လို့တော့ကျွန်တော်အမြင်နဲ့ဒီနေ့ရဲ့ကျွန်တော်တို့ထိတ်တိုက်တွေ့ဆုံမှုဒီနေ့ရဲ့ထိတ်တိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်တို့ဘန်လီဖြစ်တဲ့အဘန်လီကတော့ကျွန်တော်တို့သူတို့မှာတပွဲပဲနိုင်ထားပြီးတော့ငါးကြိမ်တည်ကြထားတာကိုကျွန်တော်တို့တွေ့ရပြီးတော့တပတ်ကကျွန်တော်ချက်စီးတင်နေရတော့၁၀ကြိမ်လုံးအဲနိုင်ထားတာကိုကျွန်တော်တို့တွေ့ရမယ်ဒီနေ့ရဲ့ကျွန်တော်တို့ အဲ့ဒီကထိတ်တဲ့တွေ့ဆုံမှုမှာတော့ချက်သီးသင်းအနေနဲ့ကတော့တော်တော်လေးမှတာလုံးနေတာတွေ့ရပြီးတော့ဒီတစ်ခါစုံတွေ့မဲ့ကျွန်တော်တို့ပွဲမှာတော့ချက်သီးသင်းအနေနဲ့တစ်ခါကကျွန်တော်ဘန်လီရဲ့ကျွန်တော်ဖြုတ်ခွင်းရခတ်တဲ့နောက်တန်းကိုအဲချက်သီးသင်းအနေနဲ့ဘလို့ဖြုတ်ခွင်းပြီးတော့ကျွန်တော်အနိုင်၃မှတ်ကိုယူသွားနိုင်မယ်ဆိုတော့တော့စောင့်ကြည့်ရမယ်တစ်ခါကကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်ချက်သီးသင်းအနေနဲ့တကယ်လို့ဒါဒီနေ့ပွဲမှာဒါနိုင်ပွဲကိုဒါရယူ အာရနိုင်ခဲ့မယ်ဆိုလို့ဆိုရင်တော့ကျွန်တော်တို့အစနဲ့ထိတက်လန်းလာမဲ့ကျွန်တော် ပုံစံမျိုးတွေကိုမြင်တွေ့ရတယ်အထူးသဖြင့်ကျွန်တော်တို့ချက်ချင်းချင်းနဲ့ကျွန်တော်ဒီနေ့အစုံဆုံးရှင်ပြိုင်မဲ့ပွဲမှာဒါတကယ်လို့နိုင်သွားမယ်ဆိုလို့ဆိုရင်တို့အနေနဲ့အစနဲ့တက်မယ်ပြီးရင်တော့ကျွန်တော်တို့အဲအစနဲ့ကကျွန်တော်မန်ချက်တာစီးရီးအနေနဲ့လည်းပွဲချက်တွေရင်ဆိုင်နေရတဲ့အတွက်ကြောင့်ဒီတစ်ခါကျွန်တော်တို့ချက်ချင်းချင်းနဲ့ဒီရဲ့အခွင့်ကောင်းကိုကျွန်တော်တို့အဲယူဖို့လိုအပ်တယ်လို့တော့ကျွန်တော်မြင်တယ်ဒါမှမဟုတ်တစ်ဖက်ကစုံတွဲမှာတို့အဝေးကမှတွားရမယ်ရှင်ပြိုင်မဲ့ အတင်းဖြစ်တဲ့ကျွန်တော်ဘန်လင်ရလဲနောက်တန်းကိုတော်တော်လေးမှကောင်းမွန်တဲ့အတင်းလိုမျိုးပုံစံမျိုးဖြစ်ပြီးတော့သူတို့ရဲ့ low block deep block တွေကတော်တော်လေးမှအလုပ်ဖြစ်တဲ့ပုံစံမျိုးတွေတွေ့ရမယ်ဒီတဲကြောင့်ချက်သေးသေးနဲ့ကျွန်တော်တို့တိုက်စစ်ကစားသမားတွေဖြစ်အဲဖြစ်ကြတဲ့ကျွန်တော်တို့အဲဒီလိတို့ဘာတို့ကဒီပုံစံမျိုးတွေဘလို့ဖြုတ်ခွဲမလဲဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့အဲတစ်ဖက်က န်လေသိနေတဲ့သူရဲ့အင်္ဂွေအားတာချက်နဲ့ပဲကျွန်တော်တို့တေရလက်တွေပါတွေထွက်ပေါ်သွားမလားဆိုတော့တော့တစ်ချက်တော့စောင့်ကြည့်ရမယ်ငွေရဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေသိရဲ့ command line နဲ့လေးကိုတွားလိုက်ကြအောင်အရင်ဆုံးနေနဲ့ကျွန်တော်ဗန်လေဗန်လေကတော့ရှင်းပါတယ်သူတို့အဲထွက်နေကြပုံစံတိုင်းပဲသူတို့ကတော့အတင်းကြီးနေနဲ့စုံတွဲတဲ့ပုံစံမျိုးမှာတော့သူတို့541တွားတယ်အဲ့လိုမှမဟုတ်ဘဲနဲ့တကယ်လို့ကအဲတစ်ဖက်ကကျွန်တော်အသင်းရနေတာတိုက်စစ်တအားဖွင့်ပြီးတော့ကျွန်တော်ဆော့လာမယ်ဆိုလို့ရှိရင်တို့အနေနဲ့55ဆိုပြီးတော့ကျွန်တော်တို့အဲဒီဖန်စစ်ကိုနှစ်ထပ်ခံပြီးတော့ဆော့သွားတဲ့ပုံစံမျိုးလေးကိုကျွန်တော်တို့တွေ့ရမယ် โอเคဆိုလို့ရှိရင်ကျွန်တော်တို့ဘန်လီဘန်လီမှာတော့သူတို့ရဲ့အဲအဓိကကစားသမားဖြစ်ဖြစ်တဲ့ကိုသမားကတော့ကျွန်တော်တို့ဒူဘရကာပဲအဲပွက်ထွက်လာမယ်လို့မြင်နေပြီးတော့သူတို့ရဲ့နောက်တန်း၅ရောက်နေရမှာဆိုရင်တော့ကိုင်းဝါကာတို့ရှိမယ်ပြီးလို့ရှိရင်အဲလော်ရန်တို့ပြီးလို့ရှိရင် 2NZ နီအဲ 2NZB တို့ပါလို့ရှိမယ်ပြီးတော့ကျွန်တော်တစ်ဖက်ကကျွန်တော်တို့အဲတော်တော်လေးမှမြန်နှုံးမြင့်ကစားသမားဖြစ်တဲ့လက်ဘက်ကကစားသမားဖြစ်တဲ့ဟတ်မန်တို့ပြီးလို့ရှိရင်အန်ဒေးတို့နဲ့ဒီနေ့ပွဲမှာပွက်ထွက်လာမယ်လို့တော့ကျွန်တော်မြင်ပြီးတော့ကျွန်တော်ကွင်းလေ၄ရောက်နေရမှာဆိုရင်တော့အဲသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့အန်တိုနီရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ ဖရိုရန်တီနိုရှိမယ်ပြီးလို့ဆိုရင်ကူလင်းတို့အူဂိုချူဂီတို့နဲ့ပဲကျွန်တော်ဒီအစုဘက်တွေနဲ့ပဲအပေါ်ထလာမယ်လို့မြင်တယ်အဲ့လိုမှမဟုတ်ပါဘူးတစ်ဖက်ကကျွန်တော်တို့အဲချက်စည်းသိရကျွန်တော်တို့အမားတွေကိုသူတို့အနေနဲ့အန်တိုနီတို့အူဂိုချူဂီတို့ရဲ့ကျွန်တော်တို့မြန်နှုံးမြင့်ရဲ့ပုံစံမျိုးတွေနဲ့အဲချက်စည်းရဲ့အမားတွေကိုစောင့်မျိုးသူတို့အနေနဲ့တွင်းမှုတွေပြန်လဲတွင်းနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်မယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့အများကြီးလို့လို့ ပန်လေသင်းမှာကျွန်တော်တို့အဲဂိုးပြက်လေဂိုးရရှိတဲ့ချက်စီးသင်းတွေနဲ့ဒီတစ်ခါမှာတော့ထပ်ပြီးတော့အဲရင်ဆိုင်ရခက်ခဲပါတယ်ဆိုတော့ဗန်လေရဲ့နောက်တန်းကိုတို့နဲ့ထပ်ပြီးတော့ twin ဂိုးတွေများဂိုးပြက် twin နိုင်အောင်လားဆိုတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်မယ်ဟုတ်ပြီးလို့ဆိုရင်တော့ကျွန်တော်တို့ဗန်လေရဲ့ကျွန်တော်တိုက်ဆက်မှာတော့တို့ရဲ့အဓိကတိုက်ဆက်ကစားသမားဖြစ်တဲ့ flatman ပဲပွက်ထွက်လာမယ်လို့တော့ကျွန်တော်မြင်တယ်ပြီးလို့ဆိုရင်တော့ကျွန်တော်ချက်စီးချက်စီးသင်းတော့ဒီနေ့ပွဲမှာတော့တို့အနေနဲ့ကွင်းလယ်ပိုင်းမှာတော့တို့အဲဒံယာပြဿနာတွေနဲ့အနေငယ်ကြုံတွေ့နေရအထူးသဖြင့်တို့ရဲ့အဓိကကစားသမားဖြစ်တဲ့ fernando တို့ဘာလို့ဆိုရင်လဲကျွန်တော်တို့ အဲအဂျတီနာပွဲမှာဒဏ်ရာနည်းငယ်ရရှိသွားတယ်ဒါမဲ့ဒီနေ့ပွဲမှာတော့ပြန်လဲပါဝင်လာနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုလို့ရှိရင်တော့တို့ရဲ့အဓိက right back ကစားသမားဖြစ်တဲ့ကျွန်တော်တို့ receiver ကိုကျွန်တော်တို့ queen ကိုပြန်ပို့ပြီးတော့ short သွားမဲ့ပုံစံမျိုးတွေလည်းကျွန်တော်တစ်ချက်တော့ရှိရတယ်။ okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ chelsea team ရဲ့ကျွန်တော်ခံမှန်းလိုက်တဲ့လေကိုသွားလိုက်ရအောင်။ chelsea team မှာတော့တို့ရဲ့အဓိကဂိုးသမားနေရာမှာတော့တို့ရဲ့အဓိကဂိုးသမားဖြစ်တဲ့အဲဆက်ချက်ပဲပွတ်ထလာမယ်။ ပြီးရင်တော့တို့ရဲ့လက်ပတ်မှာတော့ကျွန်တော်တို့အကူဝဲလာရှိမယ်ပြီးလို့ဆိုရင်တော့ကျွန်တော် CB နေရောက်မှာတော့ကျွန်တော်ခြာလိုပါတို့အဖိုဖာနာတို့ပဲဒီနေ့ပွဲမှာပွက်ထွက်လာမယ်လို့တော့မြင်တယ်အဲ့လိုမှမဟုတ်ပဲနဲ့ဆိုလို့ဆိုရင်ကျွန်တော် right back မှာကျွန်တော်ဂူဆရိုမတုံးဆိုလို့ဆိုရင်တကယ်လို့တော့ queen လိုက်မှာကကျွန်တော်အအန်ဇိုအနေနဲ့ပြန်လဲတက်တာနေပဲတို့ပွက်ထွက်နိုင်မယ်ဆိုလို့ဆိုရင်တော့ဒီနေ့ပွဲမှာတော့ကျွန်တော်တို့အ right back ကိုတော့ regen ထည့်တာပို့ပြီးတော့ကျွန်တော်မြင်ရတော့ပို့ကောင်းမယ်လို့တော့မြင်တယ်ပါတော့ကြောင့်လို့ဆိုရင်တစ်ဖက်ကကျွန်တော် banley ရဲ့ကျွန်တော်အခန်းစစ်အကြောင်းကိုကျွန်တော် ဘောလုံးပေးပို့မှုတွေပြီးလို့ဆိုရင် cross ball တွေဆိုလို့ဆိုရင်တော့ကျွန်တော်တို့ receiving ကတော်တော်လေးမှကောင်းမွန်တဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့ပွဲမှာတော့ receiving ကို right back မှာပို့ပြီးတော့ထားတာပို့ပြီးတော့တင့်တော်မယ်လို့တော့အမြင်နဲ့ဒါပေမဲ့အဲ့လိုမှမဟုတ်ဘဲနဲ့ဒုတိယပိုင်းမှာမှ receiving ကိုပြန်လဲထက်လာမယ်ပုံစံမျိုးတွေလည်းကျွန်တော်တို့မြင်တွေ့ရတယ်တကယ်လို့အန်ဆိုနေနဲ့ပွဲထွက်မှာတော့ပါဝင်နိုင်မယ်ဆိုလို့ဆိုရင် receiving ကတော့ကျွန်တော်တို့ဒုတိယပိုင်းလောက်မှာတုံးမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့အန်ဆိုနေနဲ့ကကျွန်တော်တို့ဒဏ်ရာအနည်းငယ်ရထားပြီးတော့ ွဲမထနိုင်ဘူးဆိုလို့ဆိုရင် resilience ကိုကျွန်တော်တို့ကွင်းလယ်ကိုပို့ရမယ်ကျွန်တော်တို့ပုံစံမျိုးလေးတွေရှိတယ်အဲ့လိုဆိုရင်တော့ကျွန်တော်တို့ right back မှာတော့ကျွန်တော်တို့ ghost ကိုပြန်လဲထည့်သုံးလို့ရမယ်ပုံစံမျိုးလေးရှိမယ်အဲ့လိုဆိုရင်ကျွန်တော်တို့အဲ့ဒါဆိုရင်တော့ကျွန်တော်ကွင်းလယ်ကွင်းလယ်စုဘက်မှာဆိုလို့ရင်တို့ရဲ့အဓိကကစားသမားဖြစ်တဲ့ moisture ကန်စီတို့တို့ကတော့ဒီနေ့ပွဲမှာပြန်လဲပွက်ထလာမယ်လို့မြင်တယ်အဲပြီးတော့ fernandez တို့ဘာတို့ရှိမယ်ဗျာပြီးရင်တော့ကျွန်တော်တို့ jao patro တို့လည်းပဲဒီနေ့ပွဲမှာပွက်ထလာမယ်ပြီးတော့တို့ရဲ့အဓိကတိုက်စစ်ကစားသမားတို့ရဲ့အဓိကတိုက်စစ်ကစားသမားလည်းကျွန်တော်တို့ တို့ရဲ့ဒီကကဒန်သားဖြစ်တဲ့ကျွန်တော်တို့အဲနှစ်တို့နှစ်တို့ကလည်းကျွန်တော်တို့ပေါ်တင်ငယ်ပွဲမှာကျွန်တော်ဒိုင်ဟာနဲငယ်ရထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့သူ့အနေနဲ့ပြန်လည်ပါဝင်ဖို့အဲကြက်ခိုင်မှုပိုင်းတွေကိုကျွန်တော်စစ်ဆေးပြီးတော့ပြန်လည်ပါဝင်လာနိုင်မှာဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့တကယ်လို့သူ့အနေနဲ့ပြန်လည်မပါဝင်နိုင်ဘူးဆိုရင်ကျွန်တော်တို့အဲဘရာဇီးကစားသမားလေးဖြစ်တဲ့ကျွန်တော်အစိုးဘိုနေနဲ့ပွက်ထလာမယ်လို့တော့မြင်တယ်တစ်ဖက်ကရောကျွန်တော်တို့ကာနာချိုပွက်ထပြီးတော့သူတို့ရဲ့အထောင်တိုက်စစ်မှုကတော့ကျွန်တော်တို့ဒီလစ်ပဲပွက်ထလာမယ်လို့တော့မြင်တယ်ဒီအစုပွဲနဲ့ဆိုလို့ဆိုရင်တော့ အဲတစ်ဖက်ကကျွန်တော်ဘန်လီရဲ့ကျွန်တော်ဖြုတ်ခွင်းရဖြစ်တဲ့ခတ်တဲ့ကျွန်တော်နောက်တန်းကိုဘယ်လိုမျိုးအနိုင်ယူသွားမလဲဆိုတော့တစ်ချက်တော့ဆောင်ကြည့်ရမယ်တကယ်လို့လားဘန်လီအနေနဲ့ ရှေ့ပွဲတွေလိုမျိုးမှာဒါသူတို့အတင်းကြီးနေတဲ့စုံတွေ့တန်းလိုလိုခန်းစင်းကိုနှစ်ထပ်လောက်ပိတ်ပြီးတော့တစ်ဖက်ကကျွန်တော်တို့ချက်စည်းတင်းရဲ့အမားတွေကိုစောင့်ပြီးတော့သူတို့အနေနဲ့စောစောစီစီ twin ကိုတွေကအရင်ဆုံး twin နိုင်မယ်ဆိုလို့ဆိုရင်ချက်စည်းအနေနဲ့တော်တော်လေးကမှကျွန်တော်တို့လောဟကိုင်ကကြက်သွားမဲ့ပုံစံမျိုးလေးတွေရှိရပါတော့ကြောင့်လို့ဆိုရင်ကျွန်တော်တို့ဗန်လီရတဲ့အတင်းကြီးနေတဲ့တွေ့တန်းတော်တော်လေးကမှခန်းစင်းပိတ်ဆော့တဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်အဲစောစောစီစီကျွန်တော်တို့အဲချက်စည်းတင်းအနေနဲ့ twin ကိုတွေစောစောစီစီဒါ twin ထားနိုင်မယ်ဆိုလို့ဆိုရင်တော့အဲ တစ်ဖက်ကကျွန်တော်ဘန်လီရဲ့ခံစစ်ကိုသူတို့အနေနဲ့လွယ်လွယ်ကူကူအဲဖြုတ်ခွင်းသွားနိုင်ပြီးတော့အနိုင်သုံးမှတ်ကိုရယူသွားနိုင်မယ်လို့တော့မြင်တယ်တကယ်လို့ဒီနေ့ပွဲမှာဒါချက်သေးသေးနေနဲ့အဲအခွင့်အရေးတွေကိုဒါလက်လွတ်ဆုံးရှုံးရမယ်ဆိုလို့ရှိရင်တော့တစ်ဖက်ကကျွန်တော်တို့အဲတော်တန်ဟော့စပါတို့ဘာလို့ဆိုရင်လဲကျွန်တော်တို့ပွဲချက်တွေရင်ဆိုင်နေရတယ်ပြီးရင်လည်းမန်ချက်တာစီးတီးတို့အနေနဲ့ပွဲချက်တွေပြန်လဲရင်ဆိုင်နေရတဲ့ပုံစံမျိုးမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့အဲချက်စီးစစ်အနေနဲ့ အဲဒီလိုမျိုးခွင့်ရေးတွေကိုလက်လုံမခံသင့်ဘူးလို့တော့ကျွန်တော်အမြင်နဲ့ဒါမဲ့တစ်ဖက်ကကျွန်တော်အဝေးကမှတွားရောက်ရှင်မြန်မဲပွဲမှာတော့သူတို့ရဲ့ကစားသမားတွေနဲ့အဲဒဏ်ရာအနေငယ်ရထားတဲ့ကစားသမားတွေရှိနေတဲ့ကျွန်တော်အကြောင်းဒီနေ့ပွဲမှာတော့အပြောင်းလဲတွေမြင်တွေ့ရပြီးတော့ချက်သေးသေးနဲ့လည်းကျွန်တော်တို့အဲထိမက်မထားပဲနဲ့ထိမက်မထားတဲ့ဒါအခိုက်တန့်တွေကိုဆက်လက်ဖြစ်ပွားပြီးတော့တို့အနေနဲ့နိုင်ပွဲတွေကိုပုံဖော်နိုင်မှာဒါမှမဟုတ်ပဲねကျွန်တော်တို့အဲတစ်ဖက်ကကျွန်တော်ဘန်လီရဲ့ကျွန်တော်နောက်တန်းရဲ့ကျွန်တော်ဒီနေ့မှာ အစွမ်းတွေကိုထပ်ပြီးတော့မြင်တွေ့ရမလားဆိုတာကိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်။ညီနေကိုရီနေနဲ့ရောဒီညကျွန်တော်တို့စနေနေ့ညအစောဆုံးရှင်ပြိုင်ညမယ်ကျွန်တော်ဗန်လင်နဲ့ချက်စီသင်းရဲ့အပွဲကိုဘလို့မြင်ရလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးသွားလို့ရပါတယ်။ဒါရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတော့ဗျာ။